AVA 1940 Season 2အခန်းကို1943ခုနှစ်နိုဝင်ဘာလ21ရက်ညဦးပိုင်းအချိန်ဝုံဝုံဝုံပကိုးမြစ်ကမ်းပတ်စီမှာတဝုံဝုံအတံများနေအတူတန်လင်မြို့စီညော်ဂရိုဗီရောက်ွက်တွင် ရုတ်တရက်မီးတောင်မီးလျံများထွက်ပေါ်လာသည်မြို့သူမြို့သားများမှာရုတ်တရက်မှုစောက်တရားများပဲပြေးလွှားနေကြ၏မကြာမီတွင်ပကိုးမြစ်ပြင်တွင်ရုတ်တရက်ထွက်ပေါ်လာသည့်အင်းဝရေတပ်မှ တိုက်လေ900ဟွန်တင်ဒီ300ပေါ်မှာစစ်တီများသည်တန်လင်စိတ်ကမ်းမှတဆင့်မြို့ရဲသူလက်နက်များဖြင့်ပြေးတက်လာကြတော့သည်မိုးခေါင်ချင်းတီးနံများပျက်စီးခြင်းတို့ကြောင့်အဖက်ဖက်မှကြက်တဲနေသောအင်းဝနန်းတော်သည်ပြပအခွန်ငွေအတွက်အရေးပါသည့်တန်လင်စိတ်ကမ်းကို ပြန်လည်ရရှိနိုင်ရေးစစ်စင်ရေးတရက်ကိုရေးဆွဲခဲ့သည်စစ်စင်ရေးအရာကိုဒင်းတခင်မင်းကောင်သည်1943ခုနှစ်အောက်တိုဘာလကတည်းကအင်းဝရေတက်အစုများကို ပြီမှတန်လင်းရောရှိနေရာများသို့တတုပ်ပြီးတတုပ်စီလို့ခါကိုယောင်ဖြောက်ပုံအောင်နေစေခဲ့သည်ယနေ့တွင်ကိုသိန်းတကင်မင်းကောင်ဦးစီတော်အင်းဝရေတက်သည်တန်လင်းမြို့တစ်မြို့လုံးကိုရုတ်တရက်ဝင်ရောက်တိုက်ခိုက်ရာနိုင်ပိုင်းတွင်စီးနင်းပြီးသွားတော်၏အစာပိုင်းတွင်ကန်းတက်လာသည်အင်းဝတပ်သားတို့မှတင်ငန်းအစများပတ်ထားကြသည်ဖြင့်ကန်းသောတက်မှမြို့သားတို့မှအခြေအနေကိုမြင်တတ်နေကြသည် ကြမီခုတ်ထစ်ပြက်ခတ်တံများဆဲဆူကျိမောင်းတံများသွေယူသွေတံအော်ဟစ်တံများနဲ့အတူမြို့မှာစုညံပေါ်လောရိုက်ကုန်တော်ဤကိုသိန်းသခင်မင်းကောင်ဤတက်တွင်သာသနာပိုင်ဥညနာတာရာကဤငါးစုပုံចောင်းတက်မှရှင်ကျန်းတက်ပကန်းရှင်အောင်တက်တို့မှာတက်ဦးမှဝင်လာပြီးအသေးအတန်တိုက်ခိုက်ကြခြင်းဖြစ်သည်ခုကံတိုက်ခိုက်ကြတော့တန်လင်မျိုးဆောင်တက်မှအသေးအခြေအထိအကတ်များလာသည်တန်လင်စိတ်ကန်းရှိ အော်စတင်အင်္ဂလိပ်ရှိအိန္ဒိယကုမ္ပဏီယုံွယ်အတွင်းရှိ ရင်ဝန်စမစ်သည်တောက်လက်ဆဝီစကီခွက်ကိုချလိုက်သည်ထို့နောက်အပေါ်ယုံအင်ကြီးကိုအမြန်ဝစ်ပြီးစိတ်ကမ်းပတ်စီသို့ထွက်လာ၏ညာတံပေးခြိတက်လာသောအတန်များကြောင့်စမစ်သည် မီးပန်းတစ်ခုကိုယူကာကောင်းဝင်မြင်သို့ပစ်ဖောက်လိုက်တော်သည်သို့တော်ညာတန်လင်မျိုးဝင်ဖြစ်ခန့်အပ်သည်ညညာပြတိတ်သည့်တန်လင်တစ်ဖက်ကန်တာမွေကျွေးရာတွင်တူတော်ကောက်ထားသည့်မုံမျိုးသမီးငယ်၏ရွာတွင်မင်္ဂလာကိစ္စတွားရောက်ကမ်းလှမ်းရင်းညအိတ်နေထိုင်နေခဲ့သည် စိတ်ကန်းဆောင်ဘိုးအဆင့်သာရှိနေသောတန်လင်မျိုးဆောင်တပ်မှရုံတရက်ဖြစ်ပေါ်လာသောအခြေအနေကို အငိုက်မိသွားခဲ့၏မမလီစာမမလီစာမျိုးလဲမှာဘာတွေဖြစ်နေတာလဲမသိဘူးလာကြည့်ပါဦးဘာနာပိုက်ဖះเจ้าရှိရာကုန်းမြင့်ပေါ်တွင်လမ်းလျှောက်နေသောမြက်ဝါမှာအလံတကြားဖြင့်ဖះเจ้าဝင်းအတွင်းသို့ပြေးဝင်လာသည်ဖာသာနေရင်းဤနှင့်နက္ခတ်ဘေးရင်ကြောင်းပြောနေသည့်လူစာမှာမြက်ဝါ၏အတန်ကြောင့်ဖះเจ้าပြင်ပသို့ထွက်လာ၏ ထိုအချိန်တွင်တန်လင်းမြို့တွင်းဘက်စီမှတက်လာသော မီးညွန့်မီးတောင်များကို မြင်လိုက်ကြရတော့သည်ယခုအခါဘာနာပိုင်ခရစ်ယာန်ဖျားเจ้าမှတန်လင်းမြို့နှင့်မနီမဝေမြေကမ်းအနီးမှကုန်းမြင့်နေရာမြေကွက်လက်သို့ပြောင်းရွှေ့ထားခဲ့ပြီးဖြစ်၏အင်းဝတ်တရီမြို့ကိုစီးရထင်တယ်ဖာသာလူဇာနှင့်မြတ်ဝါသည် ဖာသာအန်ဂလိုနှင့်နောက်တစ်ကြိမ်ဆေးကုသရန်အတွက်တန်လင်းမြို့သို့ရောက်ရှိလာကြခြင်းဖြစ်သည် ဖာသာနရေနီကလူဇာ၏ဘေးတွင်မတ်တရက်ခါအခြေအနေကိုကြည်လိုက်၏ ခုနောက်ကြောင်ဝင်တွင်ပြေးဝင်သွားပြီးထွန်းထားသောမီးများကိုငိမ့်ကြရန်လိုက်လံအော်ဟင်းနေသည်ထိုအချိန်တွင်ကြောင်ဝင်တကားစီမှအတန်များကြားကြရသည်ခင်ကြီးအင်္ဂလိုခင်ကြီးအင်္ဂလိုကဲ့ပါမြောက်ဘာမှမကြောက်နဲ့မမနဲ့လိုက်ခင်နော်လူစားကမြောက်အောင်ကိုအားပေးကခြံဝင်းရှိသို့ထွက်ခဲလိုက်သည်ခြံဝင်းရှိအမောင်ထဲတွင် လူတို့ချို့၏ညင်းညူတံများ ဖာသာအင်္ဂလိုကလည်းမီးအိမ်တစ်ခုနှင့်အတူလူစားတို့အနားသို့ရောက်လာ၏ ကဲပါကျွန်တော်တို့ဒဏ်ရာရထားကြပါတယ်ဒီတဲကိုဆိုအင်းဝတ်တပ်သားတွေဝင်လာကြမယ်မထင်ဘူးကဲကြပါခင်ကြီးတို့ brother တကားဖွင့်မေးလိုက်ပါသူတို့ဒုက္ခရောက်နေကြတယ် father nerry ကိုမေးရအောင်မယ်လူ이사ကျမတို့ကိုရှင်းပြလိုက်မယ်သူတို့အရင်ဖះเจ้าလက်ကိုတွင်းလိုက်အကုန်သိကုန်မယ်ဒါသူတို့ချင်းချင်းပြည်တွင်းစီကိစ္စလေလူ이사ကျုပ်တို့ဝင်မပါတာကောင်းလိမ့်မယ်ထိုအချိန်တွင်ခြံဝင်းရှိမှလဲကြနေသောလူတူဦးကခြံတိုင်ကိုကင်လျက်အသက်ငင်နေ၏ သူဤဦးကောင်းတချမ်းမှာလဲသူ့အများဖြင့်ရွှဲနေနေ၏ရှင်ကဆရာဝင်တော့ brother ဒါတေကန်ဤဖြစ်နေတဲ့လူတွေတကားပွင့်ပြီလားကျုပ်တဘောနဲ့ကျုပ်လို့လို့မရဘူးဗျဘာနာပိုင်အတင်းတော်ရဲ့တဘောတာပြီးတော့ Vatican ရဲ့တဘောတာလူစားကသူဤကာဝင်ခါကြမှာပစ္စတိုကို ထုတ်ပြီး Father Anglo ဤနှထင်ကို ထောက်လိုက်သည် လောလောဆယ်ဒီတနက်ရဲ့တဘောရာကိုပဲရှင်လိုက်နာလိုက်ဖွင့်သူတို့ကိုကျွန်မကယ်ရမယ် brother anglo ကတူခါကြမှာတော်ရဲကိုထုတ်ခါဝင်းတကားကို ဖွင့်လိုက်၏တန်ရာရရှိသူအချို့မှာညင်းညူလျက်တွားတွားဝင်လာကြပြီ brother အချင်းနေဆိုးတဲ့လူတွေကိုကုသပေးပါတို့ကိုကျမဖះเจ้าနဲ့ကိုတဲ့ရမယ်တို့လုံကြုံဖို့လူတယ်မြောက်ပါမမကိုကုဩလူကြာကပစ္စတိုတနက်ကိုခေါဝင်ကြတဲ့သူထိုးထဲလိုက်သည်ထို့နောက်အသက်ငင်းနေသော ရှေဆုံးမလူကိုမထူလိုက်၏မြောက်ပါသူ့ကိုတွဲထားပြီးရင်မမကြောဝုံးမတင်ပြီးတော့ မြက်ဝါကကူညီပေးသည်တွေးများဖြင့်ရွှဲနေနေသောမျိုးသားကိုမြက်ဝါကတွဲမကလူသားဤကြောကုန်းမော်သို့တင်ပေး၏လူသားကကြောကုန်းမော်တင်ကဖះเจ้าစီသို့တည်သွားတော်သည်သူများရွှဲနေနေသည့်လူလူကိုကြောကုန်းပေါ်တင်လာသည့်လူစားကိုဖာသာနရင်းကတန်းတော်ကြည့်လိုက်သည်ဖာသာအပြစ်မှဒဏ်ရာရတဲ့စစ်သားတွေရောအရက်သားတွေရောရှိနေတယ်ကျမတို့တို့ကူညီမှဖြစ်မယ်ဘာရီရှောင်းလို့နေတာလဲလူစားဒါအင်းဝနဲ့ဟန်တော်ရီစစ်ပွဲလေ ကျုပ်တို့ကသာသနာပြု၍ဒါရှင်နေနေတဲ့တန်လင်းတန်လင်းမျိုးကိုနေနေတဲ့မျိုးကလူတွေတည်နေတာကိုကဲတင်ပေးတာကိုဘယ်ဖျားပဲဖြစ်ဖြစ်သဘောတူတယ်ရှင်ကသာသနာပြုဆိုလူတွေအရင်ကလူစားကကျောင်းဝန်းပေါ်မှာလူနာကိုဖျားကြောင်ခုန်တန်းရပေါ်သို့အသာချပေးလိုက်ဤမမကုပါအောင်ကုပါအောင်မြောင်ဝါနဲ့ဘရာသာအင်ဂျလိုကလည်းလူနာနှူးကိုကြောကုန်းပေါ်တွင်တင်ကာတဲလာကြသည် သူတို့နောက်တွင်ထံရာရရှိသူအချို့ကအချင်းချင်းဖေးမကဖះเจ้าဝင်းတွင်သို့ဝင်လာ၏နရင်းဤကမြင်ဝင်းကိုကြောင်ကြည့်နေသည်ရီဇာကသူတည်လာသည့်လူနာထံမှညီညွတ်တန်တစ်ချက် ကြားသည်ဖြင့်ငုံကြည့်လိုက်သည်ထံရာရသူမှတေဆုံးသွားခဲ့ပြီ ဖာသာ ရှင်တို့ဒရီယာများမနေနဲ့ဒီမှာအခုလေးတွင်သူတည်သွားပြီ ကျမတို့ထက်ကယ်မှာဖြစ်တော့မယ်ဖာသာနရင်းဤကမိရင်ကိုမိစာမြင်လိုက်သည် အနောက်ဘက်တဲထဲမှာဖះเจ้าအမှုတန်းတွေစေကန်းကူတွေကြောက်လို့ပုန်းနေကြတယ်။သူတို့ကဘာကြုတ်သွားခေါ်လိုက်မယ်လူစား Father Narini ပြေးထွက်သွား၏။ Brother Anglo ကသူ၏စေပစ္စည်းများထယ်ထားသည့်တစ်တာကိုတွားမလာသည်။တန်လင်မျိုးတဲတွင်တိုက်ကြိုက်တံများစုညံနေစေ။အလျံလျံတညင်းကြီးမိတော်များကလည်းမြို့အနှံတကောင်ရံမတိုင်မီတွင်ပင်တန်လင်သည်အင်းဝါ၏လက်အောက်သို့ကြာရောက်ခဲ့တော်သည်။ထိုညတညာလုံးတွင်ဘာနာဝိုက်ဖះเจ้าတွင်လာရောက်ခိုလုံသူများမှာ ရှာကနန်းရှိလာခဲ့သည်နက်နက်လင်းခဲ့ပြီးတန်လင်ကတမျိုးလုံးဤပါပြအတီမြို့တကား15ခုအနက်စင်ထွက်တကားနှင့်ဝက်သားတကားတို့မှမိကျွမ်းပျက်စီးခဲ့သည်တညာလုံးဤပါဒဏ်ရာရရှိသူများဒုက္ခသည်များကို ပြုစုပေးခဲ့ရသဖြင့်လူစားတို့မှပင်ပန်းနေကြ၏ထိုအချိန်တွင်စစ်တပိုးတန်တကူကဖះเจ้าအဝင်ဝစီမှာထွက်ပေါ်လာသည်လူစားကပစ္စတိုတနတ်ကိုထုတ်ကပရင်းပေါက်မှချောင်းကြည့်လိုက်၏ အဖြူနီအစင်းကြီးဘဲဘက်တော့မှာယူနီချက်အလန့်ပါသည်အရှိအိန္ဒိယကုမ္ပဏီလန်ကိုမြင်လိုက်ရမှဖာသာနရီနီကိုလှမ်းခေါ်လိုက်တော့သည်ဖာသာနရီနီဖျားကြောင်အမှုတန်းဥတော်ရုံးနဲ့အတူလူစားပါခြံတကားဝစီတို့ထွက်လာခဲ့သည်ကုမ္ပဏီစတာအဆောင်အရှောင်းများကြားမှာမြင်းပြူစည်းကိုစီးလာတော့ဂျိုနာသန်စမစ်မှာလည်းကောင်းစွာအေးအေးဝဟန်မတူဖာသာနရီနီကခြံဝင်းတကားကိုဖွင့်မပေးသေးဘာကိစ္စရှိလို့လဲမစ္စတာစမစ် ညာအခြေအနေကို ဖာသာတို့လည်းသိမှာပါ အင်းဝရေတွက်တွေကတန်လင်မျိုးတစ်မျိုးလုံးကိုတင်းသွားပြီအင်းသိပါတယ်ကျုပ်တို့လည်းတညာလုံးမအိပ်ရသေးဘူးကျုပ်အင်းဝတပ်မှုနဲ့ညှိနှိုင်းပြီးသွားပြီကုမ္ပဏီလန်အောက်မှာရှိတဲ့လူတွေကို မထိခိုက်စေရဘူးလို့သူကကတိပေးတယ်ကုံတယ်ကြီးလူစားတို့လည်းရောက်နေတာဆိုတော့အခုချက်ချင်းပဲကျုပ်ရဲ့ကုမ္ပဏီဝင်တဲ့ကိုလိုက်ခဲ့ပေးကြပါ ဖာသာတို့လုံလုံရေးအတွက်ပါဖာသာနရီနီကလူစားကိုတစ်ချက်ကြီးလိုက်သည် ကုန်တန်းကြီးတွေသာရော ဖာသာတို့ပါဘေးမတိရံမခပဲဟန်တာရီကိုပြန်ပို့ပေးနိုင်မို့အင်းဝတက်မှုနဲ့ကြုတ်ဆွေးနွေးပေးပါမယ်။လူစားကဖာသာနရင်းနီကိုမျက်ရည်ပြလိုက်။အထဲမှာ brother anglo လည်းရှိနေပါပဲ။ကျုပ်တို့တိုင်ပင်လိုက်ကြပါဦးမယ် Mr. Smith ။အချိန်အများကြီးမရပါဘူး။အင်းဝတက်မှုကကျုပ်တို့တန်လင်မျိုးတွေကထောက်ကွာခွင်အချိန်တနာရီပဲပေးထားတယ်။ဖာသာမြဲမြဲလုပ်ပါ။ရီသာနဲ့ဖာသာနရင်းနီတို့ဖခင်ကြောင့်အဝင်အဝတို့ပြန်လျှောက်လာကြသည်။ ဘရာဒါအင်ဂျလိုနဲ့မြက်ဝါတို့မှာဖျားကြောင့်အမှုတမ်းများနဲ့အတူလူနာများအကြအလုံးရှုံနေကြ၏ဘလို့လို့ရမလဲလူ isa အင်္ဂလိပ်တက်ရရောယုံရပါမလား father တဘောအရင်ပြောပါ तू ကဟန်ဂါရီဘရင်ရဲ့တရားဝင်ခန့်နာတဲ့ရေဝင်မဟုတ်လားအင်းဒါတော့ဟုတ်တယ် father ဒါပေမဲ့ကျမတို့ဒဏ်ရာရတဲ့လူတွေကိုဒီတိုင်းပြစ်သွားမှာလားဒါစစ်ပွဲပဲလူ isa စစ်ပွဲဆိုတာတိုက်ခိုက်သူတွေထိခိုက်တည်ကြတာပဲမဟုတ်လားရှင်သိလား father အခုထိခိုက်တဲ့လူအများစုက စိတ်ကန်းလုံသမားတွေနဲ့မျိုးရဲကတာမန်လူတွေများတယ်။တန်လင်မျိုးဆောင်တပ်ကနင်းနေတာပါတာ။ကျမတို့ကယ်ထားတာစစ်သားတွေမဟုတ်ဘူး။အရက်သားတွေ။ဒါဆိုဘလို့လုံမလဲ။အင်းဝစစ်တပ်ရောက်လာရင်ကျုပ်တို့ကိုတတ်မှာ။သူတို့ရော ကျုပ်တို့ပါအသက်ခံရမှာ။ကျမကတော့သူတို့ကိုထားပြီးမသွားနိုင်ဘူး father ။ပြီးတော့ဟန်တာဝရီဘရင်ရဲ့အမှုရမ်းရှင်ဝင်လုံနေပြီ။အင်းဝတက်တွေနဲ့လည်းညှိနှိုင်းနေတယ်။အဲ့လိုအင်္ဂလိပ်ကိုရော ရုံရမှာလားဖာသာနရင်းနီကတပ်ပြင်းချလိုက်သည်ဒါဆို ကျုပ်တို့အကုန်သိမှာပေါ့ခဏနေပါဦးဖာသာလွီဇာကခြံဝင်းစီတို့ပြန်လျှောက်သွားသည်မစ္စတာစမစ်အခုတန်လင်ကိုတင်ပိုက်တဲ့အင်းဝရဲ့အကြီးဆုံးဘုံမူရဲ့နာမည်ကိုသိလားတောင်မူရာသာကိုရင်းသခင်ဒရိုမင်းကောင်းတဲ့လွီဇာကတစ်ချက်ခေါင်းငိတ်လိုက်သည်ဖာသာတွေကပြောတယ်အထဲမှာလဲထိခိုက်ဒဏ်ရာရရှိထားတဲ့လူတွေရှိနေတယ်သူတို့ကိုထားခဲ့လို့မဖြစ်ဘူးတဲ့ ကုန်းနေကြီးဒါဆိုခမားကိုလိုက်စေခြင်းနဲ့ကျမလည်းသူတို့နဲ့အတူတူပါပဲခမားရဲ့အရက်ကိုတော့အစ်တစ်ကိုလည်းအင်းဝတ်တပ်သားတွေဝိုင်းလာတယ်တစ်သားရမကြီးတွေကိုပါဖျက်နေတာဖျက်မရလို့မိတိုက်ဖို့လုံနေကြတယ်လူစာမျက်နှာပြတ်သွားသည်သို့တော့မျက်နှာကိုခတ်တင်းတင်းပြန်ထားလိုက်ပြီးခါးကြောင်မှပစ္စတိုကိုထုတ်လိုက်သည်ရှင့်ကိုကျေးဇူးတင်ပါတယ်မစ္စတာစမစ်ဒါပေမဲ့ကျမဒီဖျားကြောင်ဝင်းကိုကာဝယ်နိုင်တယ်စမစ်ကလူစာကြီးလက်ထဲမှာပစ္စတိုကိုကြည့်လိုက်သည် အင်းပစ္စတိုလေးကတန်လီမျိုးမှာနာမည်ကြီးတဲ့ပြင်သစ်စစ်ဗိုလ်လေးနဲ့အင်းဝသူ ပေါ်တူဂီကုန်သည်မာလေးတို့ရဲ့ဇလန်နဲ့ကပစ္စတိုထင်ပါရဲ့ဟုတ်ပါပြီလွီဇာခမားကြောင့်ကျုပ်ကြောက်ပါလေစင်ရိုင်းတွေကိုကျုံတွင်းတတ်တဲ့မိမချောလေးတယောက်ဆိုတာဟိုကဲကျုပ်သွားပြီဂယူးဆိုင်ကြပါစမစ်ကသူ့တက်ကိုအချက်ပြလိုက်ပြီးမြင်းကိုပြန်လှည့်သွားတော့ဤလူရီစာသူတို့ပြန်သွားကြပြီလားဟုတ်တယ်ဖာသာကျမပြန်ခိုင်းလိုက်တာ ကျမတို့ဒီမှာဒဏ်ရာရတဲ့လူတွေကို ကုပေးရင်နေကြတာပေါ့အင်းဝတ်တက်တွေလာရင်ဟောကျမတောင်းဝင်ထားပါဖာသာခေါင်းတွေမှောက်တာမှောက်တာမော်ကြည့်ရင်ဇက်ပြမယ်မန်ဖះเจ้าဝင်အတွင်းသူအင်းဝစစ်တီများအပြည့်နေရာယူထားကြသည်ဖာသာနရင်းညီဘရာသာအင်ဂျလိုလူစာမြက်ဝါနဲ့အမှုတန်းအချို့မှာမြေပြင်တွင် ပြပြဝင်နေကြ၏ဝေါ်ရင်တစည်းကသူ့ရှေ့တွင်ရက်လာ၏လူစာငယ်မော်ဘူးစီ ။လူစားကခေါင်းကိုမော်လိုက်။ကိုသိန်းသခင်ကကွန်သွေးများကိုမြေပြင်သို့ပြစ်ခနဲထွေးကပြုံးလိုက်သည်။ဟန်တာဝရီသူကြီးတော်ဖြစ်နေပါဘောလားကွယ်။မှန်ပါ။ကိုတော်ပဲဟန်တာဝရီကိုပို့ခဲ့လို့စစ်နှစ်ဖက်ကြားမှာညံ့နေရတဲ့လူစားမငယ်ပါ။အေးဇကနာထိုးတဲ့အကျင့်ကလေးကတော့ဖြင့်မပြောက်သေးဘူးပဲ။လောင်းရှင်မိဖုရားကြီးကနေကောင်းတော်မူပါရဲ့လားကိုတော် ူကတော့တိတ်မကြမ်းမှရှာဘူး။ငါကိုတော့လဲစီရေးစီရနဲ့ပဲအင်းဝအင်တော်စီပြန်ရတယ်မရှိပါဘူးလေ။ကိုသိန်းသခင်မှာနှစ်ရှည်လာများစစ်တိုက်နေရသည့်အခြေအနေကြောင့်အသားများမှာနေလောင်ပြီးမဲညုံနေသည်ခန္ဓာကိုယ်မှာလည်းအတော်ပင်ပိန်ကျသွား၏။ကဲဘဲ့နဲ့ခုနကုမ္ပဏီအင်္ဂလိပ်ကပြောတယ်။တူလာခေါ်တာတော့မလိုက်ဘူးဆို။ဘဲ့နဲ့ဟိုခင်ကြီးတွေရောပဲ။ ညစစ်ပွဲတဲ့ဒဏ်ရာရတဲ့ရဲသားတွေကိုကူညီကယ်ဆယ်ပေးနေရပါတယ်ဒါကြောင့်မာအင်းသူတို့တွေဟာအင်းဝမ်းရန်သူတွေပဲမဟုတ်လားကွယ်မှန်ပါထားရင်လည်းနေတက်ရင်လည်းတေရမှာပါသူတို့ဟာတာမန်ပြည်သူတွေပါအင်းဝဟန်တော်ရီသာပုံကန်နန်းလူကိစ္စမှန်သမျှမတိလိုက်မတိရပဲအမြဲတမ်းမြေစာပင်ဖြစ်ခံရတဲ့သူတွေကြီးပါတခင်တွေးဆတော်မူပြီးချမ်းသာပေးပါ အမေစကားတွေတက်နေပါလားအမိ မင်းကိုအင်းဝတ်ကိုပြန်ခေါ်သွားရမယ်ကွယ်မကြခင်ဟန်တော်ရီကိုလည်းငါတို့တိန်းနိုင်တော့မယ်မှန်ပါနီးရတာကြောက်ရသူပါဖေဟာဖျားမိန်တော်နဲ့အင်းဝတ်ပြန်သွားမယ်ဆိုရင် သွားရပါမယ်ဒါပေမဲ့အင်းဝတ်တို့မလိုက်ရမီဒီဖျားเจ้าနဲ့မှရှိတဲ့လူမမာတွေကိုတော့ခင်ကြီးတွေနဲ့အတူတတ်နိုင်သမျှကုသခွင့်ပေးပါအသက်တစ်ချောင်းမို့ရှောက်ထားရခြင်းပါ ကိုသိန်းသခင်ကကိုကိုဝိုင်းရင်မှာဖះเจ้าအခြေအနေကိုလှမ်းကြည့်လိုက်သည်အထဲမှာတန်လင်သားတွေကိုပုံကန်လာပြီးငါတို့ကိုထွက်တိုင်းဘဲနဲ့လုံးမတော့ညီတော်ဝင်ခံလာကျွန်မတော်ဝင်ခံပါတယ်မယုံကြည်လို့အထဲကိုဝင်စစ်ဆေးပါဒံယာရရှိသူများမဟုတ်ပဲလူကောင်းလူတန်များတွေ့ရင်ဖြင့်ဇက်ကိုတခါရေဖြတ်ခဲ့ပါဖေ။အေးဟုတ်ပြီ။ငါကိုယ်တော်လည်းတန်လင်မျိုးတစ်မျိုးလုံးမျိုးစည်းပြစည်းတွေ ပြင်ဆင်မှုကိစ္စတွေရှိနေသေးတယ်။ သာသနာပြုတွေနဲ့နိုင်ငံသားတွေကိုထိပါဖို့တော့ငါတို့မှအစီအစဉ်မရှိပါဘူး။အထဲကလူတွေမှလည်းပုံကံမဲ့စစ်သားတွေဖြစ်မနေဖို့တော့မင်းအာမခံပါလူစား။အာမခံပါတယ်အရှင်။အရှင်ကိုစက်သစရာလည်းရှိပါတယ်။ဘာများလဲ။လူစားကရှေ့သူတိုးလာပြီးတော်ရဲလေးတစ်ခုကိုဆက်လိုက်သည်။ဒါပါလေကွ။စိတ်ကန်းတာကကျွန်တော်မျိုးမရဲ့အရက်ကုံတော်ရုံမှာအင်းဝစစ်သားများကတကားဖွင့်မရလို့မီးရှို့မယ်လို့ကြားရပါတယ် အရက်ကုံစီတွေဖြစ်တဲ့အတွက်မီးရှို့တဲ့အခါပောက်ကွဲပြီးတန်လင်းနဲ့အခြားနေရာတွေပါလောင်ကျွမ်းသွားရပါလိမ့်မယ်တန်လင်းဟာအင်းဝိုင်းရဲ့လက်အောက်ခံအဖြစ်ရောက်ရှိနေပြီဖြစ်လို့အရှင်တို့အနေဖြင့်ဒီတပ်ပို့ပြီးပျက်စီးစေခြင်းမထင်ပါဘူးအရက်များကိုအင်းဝစစ်တီများအတွက်စိတ်ကြိုက်ဆက်တာပါတယ်အင်းဒီနောက်ကိုအခုရင်ငါဖြက်လာခဲ့တာပဲအဲ့ဒီကိုဝိုင်းနေတာရှင်ချမ်းရှင်အောင်တက်တွေပဲသူတို့ပြောရဆိုရတာလေတင်မလွယ်လောက်ဘူးသာသနာပိုင်တက်တွေကို ဒါပေမဲ့ကိုရောင်ကိုမီးမရှို့ဖို့နဲ့အရက်တွေစိတ်ရိုက်တောက်ဖို့တော့ပြောလိုက်ပါမယ်။ကျေးဇူးကြီးလာပါတယ်အရှင်။အင်းအရက်အရက်ဟိုတကဟန်တော်ရီမှာစုံတဲ့ညတော့ငါငောက်ကငါတော့ရှက်မိတယ်လူစားမငယ်။အရက်အရက်ကဲငောက်ကတော့အင်းဝတ်ကိုပြန်ကြွားတဲ့အခါမှာတော့မင်းအင်းဝတ်ကိုပြန်လိုက်ခဲ့ရမယ်လူစား။အင်းဝတ်ကမင်းကိုအလိုရှိနေတယ်။လူစားကလက်အုပ်ချီလိုက်သည်။ မကြမီဖះเจ้าဝင်းအတွင်းမှာအင်းဝတ်တက်များပြန်လဲစုတ်ခွာသွားတော်ဤ1943ခုနှစ်နိုဝင်ဘာလ23ရက်နေ့မီးလောင်သွားပြီးဖြစ်သည့်ဝတ်သားတကားစင်ထွက်တကားတို့မှာချက်ချင်းမပြင်းစင်နိုင်သည်ထို့ကြောင့်ကိုသိန်းသခင်သည်အင်းဝတ်တက်များထဲမှတက်သုံးတက်ကိုထုံထုံခါထိုမျိုးတကားများတဝိုက်တွင်အဆောင်နေရာများမပြတ်ချတာဤ ဆောင်းရာသီနှင့်ဗကိုးမြဖမ်းမှတိုက်ခိုက်လာတော့လေတို့ကြောင့်ခိုက်ခိုက်တုံးအောင်အေးနေပြီဖြစ်သည် ဟေးရောက်ပါတော့တကတော့ရောက်ပါတော့ပခန်းကြီးရှင်နေတတ်မှာတင်ငန်းစာများပတ်ထားသည့်လူကြမ်းကြီးများသည်လဲသုံးသည့်ကိုရှင်းအောင်အပြင်ပေါလာသည်ဒီမဲ့တင်းမောကအရက်တွေကိုရောင်လိုက်ကျုပ်လို့ရထားတယ်မင်းတို့တော့ရအောင်လာဖို့လားဟေး ဖြစ်ပါမလားတက်ချတက်ထောက်နေချင်းအရက်မတော့ဘူးစစ်ထွက်မိမှကိုသိန်းသခင်မိန်းနာတယ်ရာဇဝတ်ပေးထိနေပါမယ်ကိုတော်တို့ဟေးဘရင်ကိုကာဝယ်ပေးနေတဲ့သာသနာပိုင်တက်กว่าမင်းတို့ကိုသိန်းသခင်ဘာလို့ဘူးလဲငါတို့တက်တွေတိုက်ပေးလိုက်လို့တော့ဒီတန်လင်ကိုရတာတို့ရှိနေရင်ဘသူရှင်းမလဲတောက်စုတောက်ကြဟေးအဲ့လိုအရက်မျိုးကတို့နန်းတော်ကလူတွေပဲတောက်ဘူးကြတာ ငါတို့များထမ်းလိုက်တော့အနိုင်နာအခွင့်ရအောင်တောက်ဟာဒီမှာပလင်းတွေလာယူကြပကန်းကြီးရှင်ញမ်းတက်ဆိုဒီမှာသာသနာပိုင်ဥညာနာတာရဤလက်အောက်ခံတက်ဖွဲ့ထဲမှာတစ်ခုဖြစ်သည် အင်းဝတဝိုင်မှာလက်ဆလန်းနာရှိသောလူစိုးလူမိုက်များကို သာသနာပိုင်ကမွေးမြူထားသည်အရက်ဝက်ပြည့်စူဆောင်းသားလျင် ရှင်မရင်နှင့်ပြည်သူတို့မှညိုညင်မီကိုစိုးတပြေတင်ငန်းများစီးပေးထားခြင်းဖြစ်သည်တင်ငန်းများစီးထားကြတော့လေယဟန်အစ်စ်များမဟုတ်ကြတဲ့ပြည် တရေတောက်စားကြသည်လက်ဝေထိုးကြသည်စီရေလေးခြင်းကြသည် လောကီဆိုင်ရာအမှုများကိုပြုကြသည်ထို့ကြောင့်အင်းဝါရှိရဟန်းအစ်များကယင်းတို့ကို ရှင်အောင် ရှင်ချမ်းရှင်ပြတ်များဟုခေါ်ဆိုကြသည်ထိုတက်သည်အင်းဝါကိုတိုက်ရာတွင်ရှေ့ပြေးတက်ဝူအဖြစ်ဥဆောင်တိုက်ခိုက်ခဲ့သည်ဖြင့်ကိုသိန်းသခင်ပင် ထိမ့်မနိုင်ဖြစ်နေခဲ့သည်ယခုလေလူစား၏အရက်ကုံလောင်ယုံတော့ကိုရရှိသွားပြီဖြစ်သည်ဖြင့်နှစ်ရက်တိုင်းတိုင်းအရက်များကိုတောက်စားမူရနေကြ၏ တတိယမြောက်နေတွင်မူတန်လေမျိုးပတ်လေမှာအင်းဝတံများထန်တို့ပါလှဲ့လေက အရက်များစတုဒီတာတိုက်ကျွေးနေတော်သည် အခန်း၁၀ဆက်ရ